မှာရေကြီးအဲ့တွေတွေကိုတွေ့ဆုံဖို့အတွက်တင့်တော်ရဲ့မီတင်ခန်းတစ်ခုရှိထားပြီလား။ဒါမရှိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးမှာဆက်လက်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ Vodafone မြန်မာနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါရယ်။အာဒီနေ့တော့ကျွန်တော်တို့ Vodafone မြန်မာရဲ့ဒီ product တွေအကြောင်းကိုကျွန်တော်မပြောတော့ဘဲနဲ့ကျွန်တော်တို့မိတ်ဆွေတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းနိုင်တယ်ပေါ့နော်ကျွန်တော်တို့ knowledge sharing တွေကိုကျွန်တော်ဒီနေ့ပြောကြားပေးသွားမှာဖြစ်ပါတယ်အာဒီနေ့ကျွန်တော်ပြောဖို့အတွက်ရွေးထားတဲ့ကျွန်တော် title လေးကတော့ကျွန်တော်တို့အာဒီနေ့ခေတ်ကာလမှာ meeting ခန်းတွေကဘာကြောင့်ရေးပါလဲပေါ့နော်အဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော် knowledge sharing လေးကျွန်တော်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အာဒီနေ့မှာတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲအာ meeting ခန်းတွေကကျွန်တော်တို့ရဲ့မရှိမဖြစ်ပေါ့နော်ကျွန်တော် daily life အတွက် ကျွန်တော်တို့အသုံးပြုနေရတာဖြစ်ပါတယ်။ဆိုတော့ဘာကြောင့်ကျွန်တော်တို့ကမီတင်ခန်းတွေကရေးပါလဲဆိုရင်ကျွန်တော်တို့အနေနဲ့တင်လာပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့မီတင်ခန်းတွေကကျွန်တော်တို့ company တစ်ခုလုပ်ငန်းတစ်ခုရဲ့ကျွန်တော်တို့ digital အမျက်နှာစာတစ်ခုအနေနဲ့ကျွန်တော်တို့တင်စားပြီးတော့ကျွန်တော်ပြောချင်ပါတယ်။ဆိုတော့ကျွန်တော်တို့ company ကိုကျွန်တော်တို့လာလည်တဲ့ကျွန်တော်တို့ရဲ့ partner ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ company ရဲ့ကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့ဝန်ထမ်းတွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော် အရန်ကိုရေးကြည့်ပါတယ်ဆိုတော့ဆိုလိုတာကကျွန်တော်တို့ရဲ့အကျိုးစီးပွားကျွန်တော်တို့နဲ့ကျွန်တော်တို့တွဲလုပ်မဲ့ကျွန်တော်တို့ရဲ့ပါတနာတွေရဲ့အကျိုးစီးပွားတွေကိုကျွန်တော်ဒီ meeting ခန်းထဲမှာဆွေးနွေးကြရဲတိုင်ပင်ကြရဲအနာဂတ်တွေအကြောင်းကိုကျွန်တော်တို့ပြောဖြစ်ကြရဲပေါ့နော်ဆိုတော့ကျွန်တော်တို့အနာဂတ်တွေအကြောင်းကိုပြောဖြစ်တဲ့နေရာဟာကျွန်တော်တို့အတွက်အရေးကြီးဆုံးဖြစ်မယ်ဆိုတာလူချင်းပဲလက်ခံပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအကြောင်းเนี่ยကျွန်တော်အကျဉ်းချက်ပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ် 马总，你呢？讲到说每天看页，design，那都要把自己的上红，都要讲到说把文件上红，讲到说。 ်ပြောပြချင်ပါတယ်ဆိုမီတင်ခန်းထဲကိုဝင်လိုက်ပြီဆိုတော့ကျွန်တော်တို့ရဲ့မီတင်တက်မဲ့လူတွေအတွက်က relax ဖြစ်ဖြစ်နိုင်တဲ့အနေအထားမျိုးရှိဖို့လိုအပ်ပါတယ်ဆိုလိုတာအခန်းအနေအထားပေါ့နော်ကျွန်တော်တို့လူအနေအထားနဲ့အခန်းအနေအထားက fit in ဖြစ်ဖို့လိုပါတယ်ကျွန်တော်တို့လူအရေအတွက်နဲ့အခန်းထဲကမဆန်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ meeting participant တွေကခဏလေးနဲ့ပဲကျွန်တော်တို့ meeting တက်ကြတာပင်ပန်းမှုတွေအာပြီးလို့ရှိရင်ကျွန်တော်တို့ဟို ျွန် idea ကောင်းကောင်းမထွက်တာတွေဒါမျိုးတွေကျွန်တော်တို့ဖြစ်နိုင်ပါတယ်ဆိုတော့သူနဲ့ live ဖတ်တဲ့အခန်းအနေထားပြီးလို့ရှိရင် meeting ရဲ့ height ပြီးလို့ရှိရင်ကျွန်တော် lighting ပေါ့နော် lighting ကအစဒါကြီးအကုန်လုံးကိုကျွန်တော်တို့ကတွက်ချက်ထားဖို့လိုအပ်ပါတယ်အဲ့ဒါမှသာကျွန်တော်တို့ productive ဖြစ်တဲ့ meeting ခန်းတစ်ခုဖြစ်မှာပါမဟုတ်လို့ရှိရင် meeting ခန်းထဲကိုဝင်ရောက်ပြီးမကြခင်မှာပဲလူတွေအကုန်လုံးက exhaust ဖြစ်ပြီးတော့အခန်းထဲကထွက်ပြေးခြင်းစိတ်တွေပေါက်သွားမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ meeting ခန်းတွေကရှိတယ်ကျွန်တော်တို့ equipment တွေအကြောင်းကိုကျွန်တော်တို့အာပြောပြချင်ပါတယ်အမီဒီကန်ထဲမှာကျွန်တော်တို့ furniture တွေကအရေးကြီးတယ်လို့မျိုးပဲအဲပို့ပြီးတော့အရေးကြီးတဲ့အပိုင်းတွေလည်းရှိပါတယ်ပို့ပြီးတော့အရေးကြီးတဲ့အပိုင်းတွေကကျွန်တော်တို့ meeting ခန်းထဲမှာသုံးမဲ့အဲကျွန်တော်တို့ display တွေအဲကျွန်တော်တို့ meeting ခန်းထဲမှာလိုအပ်တဲ့ sound system တွေလိုအပ်မလားအဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က အကေဘလင်းပေါ့နော်ကျွန်တော်မီတင်ခန်းကကျွန်တော်တို့တွားနိုင်တဲ့ HDMI ဂျိုးတွေ USB ဂျိုးတွေ network cable တွေအဒီပိုင်းတွေကိုလည်းကျွန်တော်တို့ကတေချာပြင်ဆင်ထားဖို့လိုပါတယ်အဓိကအဖြစ်တော့ကျွန်တော်တို့ကမီတင်ကို အဓိကသွားတာ display ပေါ့နော်ကျွန်တော်တို့ display ကအရင်ရေးကြည့်ပါတယ်တချို့နေရာတွေမှာကျွန်တော်တို့ TV သုံးတယ်အဲတချို့နေရာတွေမှာ projector တွေသုံးရတယ်အဲတခါလေးရလို့ရှိရင်ကျွန်တော် interactive တွေသုံးတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာတော့ interactive ပုံတွေကိုသုံးကြတာပိုများလာတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဓိကအဖြစ်တော့ကျွန်တော်တို့အခန်းထဲ လိုက်ဖက်တဲ့ display site ကိုကျွန်တော်တို့ရွေးချယ်ဖို့လိုပါတယ်။မဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ presentation ကအကုန်လုံးအတွက် clear cut မဖြစ်တဲ့ခါကျတော့ page နဲ့ message ကိုကျွန်တော်တို့မရနိုင်ဘူးဖြစ်သွားနိုင်ပါတယ်။အဓိကကတော့ display ကောင်းကောင်းလိုတယ်။အဲပြီးရင် display ကို connection လုပ်မဲ့ cable တွေ အဲလုံမယ်အကေဘယ်ကောင်းကောင်းလုံမယ်ပေါ့နော်အကေဘယ်တွေကလည်းမထင်မှတ်ထားတဲ့ပြဿနာတွေကိုကျွန်တော်တို့ပေးနိုင်တယ်ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ဆွေးနွေးသွားပါမယ်နောက်တစ်ခုကကျွန်တော်တို့ meeting တွေက internet meeting ကိုပဲကျွန်တော်တို့လုပ်တာလားဒါမှမဟုတ်လို့ရှိရင် hybrid meeting တွေလုပ်တတ်လားပေါ့နော် hybrid meeting တွေလုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့လုပ်ဖို့အတွက် plan တွေရှိထားရဲဆိုရင်ကျွန်တော်တို့က hybrid အတွက် ကျွန်တော်တို့ကလိုအပ်တဲ့ကင်မရာတွေအဲကျွန်တော်မိုက်ခရိုဖုန်းတွေ speaker phone တွေဒါမျိုးတွေကျွန်တော်တို့က အရင်ထဲက plan ချီချီနဲ့ကျွန်တော်တို့လောက်ထားပေးဖို့လိုတယ်။မဟုတ်လို့ရှိရင်ကျွန်တော်တို့နောက်ပိုင်းမှာဒီအတွက်ကိုကျွန်တော်တို့လိုအပ်လာပြီဆိုတဲ့အခါကျတော့မှဆိုရင်ကျွန်တော်တို့အနေနဲ့ကဒီ training ပြတာတွေကြိုးရီအကုန်လုံးကအဆင်မပြေမှုတွေအများကြီးကြုံလာတတ်တယ်ပေါ့နော်။ဒါတွေကတော့ကျွန်တော်တို့အတွေ့အကြုံ sharing လုပ်ခြင်းမျိုးဖြစ်ပါတယ်။တခါတလေမှာတော့ကျွန်တော်တို့အခန်းထဲကအရန်ကျယ်တယ်ဆိုရင်ကြောက်တဲ့ကြောက်ကျွန်တော်တို့ပြောတဲ့အခါမှာမကြားနိုင်လို့ဆိုတော့ internet sound system တွေလည်းထပ်မံပြီးတော့ထည့်သွင်းဖို့လိုအပ်တယ်။နောက်တစ်ခုက meeting တွေပေါ့နော်ကျွန်တော်တို့တရံအလုပ်များတဲ့ကုမ္ပဏီတွေမှာဆိုရင် meeting room booking system တွေပေါ့နော်ဒါတွေကလည်းနောက်ပိုင်းမှာမရှိမဖြစ်လိုအပ်လာတဲ့ကျွန်တော် meeting facility တွေပေါ့နော်ဟုတ်ကဲ့ပါဒီ channel တွေကတော့ကျွန်တော်တို့ meeting ခန်းတစ်ခန်းရဲ့အခြေခံ channel တွေနေနဲ့အနည်းဆုံး မိဖြစ်ဖို့လိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ဒါဒီထက်ပိုပြီးတော့မှပုံမပြည့်စုံပြီးတော့ကောင်းမွန်ခြင်းနဲ့မိငယ်ကံမျိုးကိုတည်ဆောက်ခြင်းလည်းဆိုရင်တော့ကျွန်တော်တို့ product တွေမှာပြိမာလာရောက်ဆွေးနွေးနိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့ free consultant နဲ့ပေးသွားနိုင်ပါတယ်။ဒါပြီးတော့နောက်တစ်ခုဒီ video လေးနဲ့ပတ်သက်ပြီးတော့ channel တွေပြခြင်းလည်းဆိုရင်လည်းအောက်မှာ comment ကိုလိုလိုလေးမရောက်ရေးသားနိုင်ပါတယ်။နောက် video မှာပြန်လည်ဆောင်ပေးဖို့ပြောင်းနေပါတယ်။ကျေးဇူးတင်ပါတယ်။